မိုးကုတ်ဆရာတော်ဖရာကြီးရဲ့တရားတော်တပုတ်ကြောင်းဘဝမှာထွက်မြောက်ရာကိုရသွားတဲ့ဥကြောသိန်းဆိုတဲ့ပုဂ္ဂိုလ်ကြောင်းပြောခြင်းပါနဲ့မူမူယူဥကြောသိန်းဘဝတက္ကရ1336ခုနှစ်တော်တလေးလာတဲ့ကောင်ဒီတနေ့ပေါ့ဒီနေ့မန္တလေးမှာဥကြောသိန်းဆိုတဲ့ပုဂ္ဂိုလ်ဟာဒီနေ့ကသူ့ရဲ့အလုအာရနေ့လည်းဖြစ်တော့စိတ်ကိုလွတ်ထားလွတ်လပ်ထားလိုက်ပါလေအေးစိပဲဒီနေ့ကအလုပိတ်ရက် ငါမှလက်ထဲပတ်စံလည်းရှိတယ်အဲ့တော့ဘာလုပ်လဲဘာလုပ်မလဲဆိုတော့သူကအမရပူရာတောင်းတမန်အင်းဆောင်ကအရေးကောင်းတဲ့မဲဆဲပင်တန်းကြီးတွေကိုလာတောက်စားမှုယူနေတာပေါ့အဲ့ဒီတော့ကလုံခဲ့တဲ့နှစ်ပေါင်း60ကျော်80လောက်ကအမရပူရာတောင်းတမန်အင်းဆောင်ကအခုလိုမျိုးလုံးဝမဟုတ်ဘူးဗျမဲဆဲပင်တန်းကြီးတွေအင်မတန်မှအရေးကောင်းလာပါတယ်ညနေပိုင်းပြမှာမင်္ဂလာအတိုက်ဟောင်းနီးကနေဖြတ်တန်းလာတာပေါ့ရီဝီဝီနဲ့ လေးကွက်နှင်းလာတယ်။ဒါပေမဲ့သတိကတော့မလွတ်သေးဘူး။ဥဒ္ဒသိန်းကအဲ့ဒီမှာဖြစ်ကျင်တော့အရန်များပြတဲ့လူကြီးကိုတွေ့ရပါတယ်။နောက်အဲ့ဒီကကနာမည်ကြီးတထေကဖမ်မလီယာလို့စီဒီနိုကားမျိုးတွေအစီအလီရထားတော့တွေ့ရပါတယ်။ဘာရီများလုံနေတာပါလဲ။အလူများလား။စူးစမ်းလို့ရစိတ်နဲ့အနည်းကိုချင်းခဲ့တော့ပါလဲ။အနည်းချင်းခဲ့သွားတော့ထူးခြားဖုန်ကြီးတစ်ပါးတရားဟောတဲ့ကြားရပါတယ်။ ပရိသတ်ကြီးကလေးတက်တက်ဆူးဆူးဆိုင်နာယူလို့လေးလေးစားမှတ်တမ်းနေပါလေဆရာတော်ကမေးလဲစိတ်ကိုနစားတပြိုင်နက်ဖြေတာတွေ့ရတော့ရှင်းတော့ကဒီလိုဟောပြောမှုမျိုးမတွေ့ဘူးသေးဘူးလေဒါနဲ့ဘာများလဲကိုကလည်းမူးတော့ယူကြောင်းနဲ့အနားကိုကပ်ပြီးပရိသတ်တွေကတော့အနိုင်ရည်နဲ့အယက်နဲ့နေနန်းဟောင်းနေတဲ့ဦးကျော်သိန်းလာတော့တချို့ပရိသတ်ကနှာခေါင်းရှုံ့ကြပြီပဲလေဆရာတော်ဘုရားကြီးတရားဟောနေတော့လေထမသွားရဲ့အောက်ဤတိခံကနေရတာပေါ့ ဦးကျော်သိန်းကတော့ဘိုင်းညာရဲ့ဂယုမဆိုင်ပေါ့ကိုယ့်အကူပြိတ္တနာတိုးခွေသွားပြီးတော့စူးဆိုင်ပြီးတော့နှာကြည့်ပါတယ်အရက်လက်မှုမှုနဲ့ပါအဲ့ဒီမှာအဲ့ဒီဆရာတော်ကသန္နတိအမတ်ကြီးဝိထုဇာကြောင့်ဟောပြောနေတာတွေ့ရပါတယ်ဆရာတော်ကဘလို့ဟောလဲဆိုတော့အမတ်ကြီးဟာတောက်စားမှုရနေသူဖြစ်တယ်မျက်နှာတွေတောင်ပွားရောင်ရောင်ဖြစ်လို့မျက်လုံးမျက်ဖန်တွေကနီးပြီးမှုမောက်အောင်ထုံထိုင်းတွေ့ဝင်နေတယ်သူ့တွေ့တယ်ဘာမှမရှိဘူး အဲ့ဒီနောက်တောကမီတောက်ပူမီရောက်မှစောက်တီယာမယဖြစ်ဗုဒ္ဓမြတ်စွာဘုရားနဲ့ပြည်တဲ့အခါမြတ်စွာဘုရားကစီပြီးတရားပြတဲ့အတွက်အဘူတောကမီရဲ့အေးပြီးယဟနာအရှင်မြတ်ကြီးတိဖြစ်သွားပါလေအဘူရင်းတောကသိန်းလီတိဆရာတော်ကအဲ့ဒီတော့ဟောတော့ပြိသက်တွေကသာဓုလိုက်တာပေါ့ဒါပေမဲ့သာဓုခေါ်မရပဲနဲ့ကျသိမ်းမှုန်းညင်းထားပြီးအထိတ်တက်လန့်ဖြစ်သွားတာကတော့ဥကြောသိမ်းပါအလိုလေးလေး ဆရာတော်ဟောတာငါဘဝနဲ့တူလာလေချင်းသူပုံကလည်းမူယူတူဝင်မှုတာမကဩဒါပေမဲ့ယဟန်နာတော့သူကဖြစ်သွားတယ်ငါလည်းဒါနဲ့တော့မတူဘူးဒီလိုတွေးပြီးတရားကိုပြီးအောင်ဆက်နာတယ်နောက်နေ့ဒီမှာလည်းလာနာတယ်အဲဒီဒီခါတော့သူမတောက်တော့ဘူးဒီတိုင်းကောင်းမလာနာတယ်သဘောကြတယ်နောက်နေ့နောက်နေ့နေပေါင်းများစွာလာနာတယ်ဒီလိုနဲ့တရားကိုဆွေးသွားပါလိမ့်တရားကိုသဘောကြလို့ဆရာတော်ကိုကြည်ညိုလှပေမဲ့ ဆရာတော့နာတော့မကက်ဝင်ဘူးလေရဲတန်ကြမှာအချိန်နေကြည့်အရေးဆုံးပဲချင်းကကြည့်တယ်ဆရာတော်ကဥကြုံတင်ကိုစေးဆက်ကြည့်ပြီတကတကပဲရလေတပြီးတော့မန်းမန်းတလေးရပါဖေဟာဆရာတော်ကအေးတရားကိုလည်းနာပေါ့ကွာနိုင်အောင်လည်းကျင့်တတ်မနေနဲ့ဉာဏ်နဲ့ခန္ဓာကိုယ်လည်းလဲစိုက်ပေးကွာမပေါ့နဲ့လေဒီလိုသတိပေးပါလေဆရာတော်ကတခုခုကိုသိသလိုနဲ့မိမိကိုကြည်ပြီးပြောနေတော့စိတ်သိမ်းမှုညှိထားတော့ပါလား ။အာပြောဆရာတော်ကိုယ်တိုင်ဒီလိုသတိပေးဆုံးမတော်မူတာကိုသိတော့ဦးကျော်သိန်းကအကျဉ်းတကြီးကျင်နေတာပေါ့။နောက်ရက်ဒီမှာလည်းဆရာတော်စီချင်းကတယ်။အနေငယ်ဆုံးမမှုလေးများရလို့ညာညာပေါ့။ဒီလိုနဲ့တဖြည်းဖြည်းရဲလာတယ်။ပူပြီးစိတ်ချမ်းသာတယ်။အရသာတစ်မျိုးပဲ။ကို့ဘဝအတွက်ကျေးဇူးရှင်တစ်ပါးကိုတွေ့ရသလိုထင်နေမိတယ်။ဦးကျော်သိန်းကဇနီးရှိတယ်ဗျ။အမှန်တကယ်သူတို့ဇနီးမောင်နှံတို့လည်းကျေးဇူးရှင်ကြီးတစ်ပါးပေါ့။ တက်ဂရစ်1938တရင်ကျခရစ်နှစ်အပြည့်1956အောက်တိုဘာလကုန်ပေါ့ဗျာဇာတော်သက်တော်က59နှစ်ဖြစ်နေပါပြီတိခါတော်က38ဝါရနေပါပြီတရားပွဲမပြတ်မစဲအမြဲပင်နေတိုင်းရှိလာပါလေပရိသတ်တွေကလည်းအားကောင်းလွန်လာပါလေဦးကျော်သိန်းကမန္တလေးကနေနေ့စဉ်မှမှတရားလာနာလို့တရားပေါ်အတော်တတ်ဝင်ပြီးကြီးညိုသဘောကျတယ်ဇာတော်ယူတဲ့ကြီးညိုလာတယ် နော်ဆရာတော်ကိုဘာလို့ရင်ကောင်းမလဲအမဲစိတ်ထဲစဉ်းစားနေတယ်နောက်တော့စိတ်ကူးပေါက်လာတယ်ဆရာတော်အတွက်တည်င်းသုံးဖို့တီးတန့်ကြောင်းမရှိသေးဘူးရေချိုးကန်းကုဋီခန်းနဲ့တကွချင်းရသာတည်င်းသုံးဖို့ငါကြောင်းလိုမယ်ထင်တယ်ဒီလိုစဉ်းစားပြီးဇနီးဖြစ်သူဒေါ်တင်ဟာနဲ့တိုင်ပင်တယ်ရှင်မကြီးငါဆရာတော်ကိုအကြောင်းလိုချင်တယ်ကွယ်ဆရာတော်အတွက်တည်င်းသုံးဖို့တီးတန့်လည်းအကြောင်းမရှိဘူးကကြည်ချိုကကုရိကံနဲ့တသက်ရရလေပေါ့ဒီကြောင့်တော့ဆရာတော်လိုတယ်ဆရာတော်ကအရန်ချီညိုတာ ဇနီးကလည်းလင်ယောက်ျားရဲ့လှူကျင်တန်းကျင်တဲ့ဆေးကိုជីជីဘူးကြီးလက်ခံခွင့်လိုပါလေသူတို့ဇနီးမောင်တဲ့ဟာမက်ဒလိမြို့ကြီးမှာအောင်မြမာစုပ်ကူဆိုင်ပန်ရှင်ဖြစ်လာပါလေစီဝါဥစားပြည်စုံသူတွေဖြစ်ပါတယ်သသမီလည်းမရှိပိုရှန်သမီးအလူဖို့တန်းပူပင်ဖြစ်ပါတယ်ဒါနဲ့ခေရာတနဆန်ချောင်းတော်ကြီးဆိုပြီးပေါ်လာပါလေဇနီးမောင်နဲ့တောင်းပင်ပြီးနှစ်ထပ်တိုက်ကြောင်ပုံစံဆွဲ ဆရာတော်ထံသွားပြရပါလိမ့်အရှင်ဘုရားအရှင်ဘုရားတည်င်းသုံးဖို့တပည့်တော်တို့ကြောင်းဆောက်လုပ်ပြီးလူတန်းပြစီလို့ရှောက်တယ်အဲ့ဒီမှာဆရာတော်ကငါအသက်ကြီးကမှာကွာမင်းရဲ့နှစ်ထပ်ကြောင်းကြီးပေါ့ဆင်းလိုက်တက်လိုက်နဲ့ပြင်မဲ့နေကွာငါပြင်မဲ့မခံနိုင်ပါဘူးဒါနဲ့ပြန်ပေးမှလည်းတထက်ပုံစံနင်းနေလေးဆောက်ပြင်ဆွဲတေချာဆွဲတထက်ကြောင်းဆောက်လို့ဆောက်လုပ်လူတန်းပြပါဆောက်လုပ်လူတန်းပြစီလျှောက်ပါလိမ့် ဆရာတော်ကစဉ်းစားပြီးလက်ခံတဲ့အတွက်မင်္ဂလာရေးသားတွေထေရဒနဆန်ကျောင်းလို့ဖြစ်လာပါတယ်။ထေရဒနဆန်ကျောင်းဆိုတာမြန်မာလိုပြန်ရင်တော့မထေကြီးတို့သတင်း300ကျောင်းပေါ့ဗျာ။တက်ဂရိတ်1318ကုန်ငန်းဒီမှာစတင်ဆောက်လုပ်ကြပါတယ်။မန္တလေးကဥကျော်သိန်းဒေါ်တင်လာတို့ဟာကျောင်းတကာကျောင်းအမတွေဖြစ်သွားပါတယ်။ရအောင်ရခဲကုသိုလ်အခွင့်အရေးကိုရသွားတာပါ။ 1038ကိုလို့1039နှစ်ဝင်လာပါတယ်။ကျောင်းတကာကြီးဦးကျော်သိန်းကဆရာတော်ကြီးအတွက်ထေရသနာကျောင်း PCA ကိုအာရုံစိုက်နေပါတယ်။ဒါကြောင့်ဆရာတော်ကြီးကဦးကျော်သိန်းအဆောက်အုံတွေမင်းဒီလောက်ကြောင်းကြမနေနဲ့။မင်းတရားမင်းအားထုတ်သူ့ဟာသူပြီးချိန်နဲ့ပြီးလိမ့်မယ်။တင်လှလည်းမပေါ့နဲ့။အားရှိတော့ဉာဏ်ကောင်းတော့မှအားထုတ်กว่าအချိန်ကောင်းခွင့်ကောင်းတွေလက်မလွတ်နဲ့။ဒီလိုမိတ်ပါနဲ့။ ဆရာတော်ကြီးဟာတက္ကရာကမလေးအတွက်အမြဲငယ်ပါတယ်ဆရာတော်ရဲ့ဝိပဿနာတရားပွဲကြီးကနေ့စဉ်နဲ့မျှချင်းချင်းသေးသေးစီကားလာပါတယ်တက်ဂရိတ်1319ခုနှစ်တင်းကျွတ်အပီဆရာတော်တတော်58နှစ်သိခါတော်39ပါရှိပါပြီဒုက္ခသစ္စာသိအောင်လို့အိုးဆရာတော်ရဲ့စေတနာလွန်ကဲပါပြီရောက်လာသမျှပရိသတ်တွေကိုမသိသိအောင်မရှင်းရှင်းအောင်အပင်ပန်းခံဟောပြောပါတယ်လက်တွေ့ရှိမှာပုံမြင်ညွှန်ပြပါတယ်ဒါမဲ့ ကျောင်းတကာဦးကျော်သိန်းရဲ့စိတ်ထဲမှာတော့ကျောင်းပြီးဖို့အဓိကပါပဲ။ကျောင်းက1319ခုနှစ်နှစ်ကုန်ခန့်ဒီမှာပြီးစီးသွားပါတယ်။ဒါပေမဲ့ဖြစ်ကျင်တော့အဲ့ဒီကျောင်းကြီးကိုဆရာတော်ကလက်မခံဘူးရေးဆက်မချပေးသေးဘူး။မင်းတို့ကပြင်ပန်းလာပါတယ်တရားပြည့်စီအထောက်အုံကိုယ်တွင်ဒုက္ခသစ္စာဖြစ်ပျောက်ကိုပညာနဲ့ထင်ရှားမြင်အောင်ပွင့်နေသိအောင်ရှုပြီးတော့မှဒုက္ခသစ္စာတရားတို့ကလွတ်မြောက်ရပါလို့ဤ လွတ်မြောက်ရန်နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤဆိုပြီးလှူဒန်းကြပါမယ်။ဒီလိုညွန်ကြားပြီးကျောင်းကိုလက်မခံပါဘူး။ဒါကြောင့်ကျောင်းတကအကြောင်းမှနေတဲ့ကျောင်းကိုလှူဒန်းခွင့်မရ။လှူဒန်းခွင့်မရဆရာတော်ကလည်းတရားရမှလှူဒန်းရမယ်ဆိုတော့တရားကိုသက်မဲအထောက်ရတာပေါ့။ဒီလိုနဲ့1319ခုနှစ်နှစ်ဟောင်းကုန်ပြီးတော့1320ခုလာပါလိမ့်။ဆရာတော်တရားပွဲကနေ့စဉ်ညနေ၄နာရီမှ၅နာရီအတွင်းဖြစ်ပါတယ်။ပရိသတ်တို့က အခုမှသစ္စာတရားကိုနားရတယ်ဆိုပြီးဒူ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 လာပါလေ1320ဝါရင်းကလာတစ်ခုလုံးခရစ်နှစ်1958ဇူလိုင်ဩဂုတ်လ7မှာအော်တိုဘာတိုင်အောင်ကျောင်းတက္ကသိုလ်ကျောင်းမတော်ဟာအမရပူရာရိတ်တာအတွင်းလာပြီးတော့တရားကိုဖြည့်စီအားထုတ်ပါလေဆရာတော်ကအထူးကြက်မှတ်ပေးပါလေအဲ့ဒီအချိန်ဒီကျောင်းကြီးကိုဆရာတော်ကအလှလက်မခံသေးပါဘူးသစ္စာတရားဆိုတာတခြားကိုသွားရှာနေတာမဟုတ်ဘူးကွာကိုယ်ခန္ဓာထဲမှာရှိတယ်ကိုယ်ဉာဏ်နဲ့ကိုယ်ခန္ဓာကိုကြည်စမ်း ရုပ်ကြည့်ကြည့်နဲ့ကြည့်ကြည့်ကြိုက်ရကြည့်ခိုင်နာမြဲတာဘာတစ်ခုမှတွေ့မှာမဟုတ်ဘူးအမြဲတမ်းဖြစ်ပျက်ပြောင်းလဲနေတာအကုန်လုံးပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်တွေ့ပြီပဲပကတိမျက်စိနဲ့တွေ့ရမှာမဟုတ်ဘူးဉာဏ်မျက်စိနဲ့သာတွေ့ရမှာဒါတွေဟာဒုက္ခသစ္စာတွေကြီးပဲဘယ်မှာအကောင်းဆိုရမလဲဒါတွေမမြင်လို့အကောင်းတွေထင်ပြီးတော့အဲ့ဒီနံရုပ်ဘဝတွေကိုတောင်းထားနေတာတောင်းတာတို့ရောရတော့ရောဒုက္ခတွေပြက်နှစ်တာပေါ့ကွာ အခုတော့ဒုက္ခသစ္စာတွေမြင်တာတော့အကောင်းတွေမဟုတ်ဘူးဆိုတာသိလာရောသိလာတော့ဒုက္ခသစ္စာတွေကိုတောင်းမလားမတောင်းတော့ဘူးပေါ့ဘာလို့ပြောင်းလဲတောင်းတယ်လဲဆိုတော့အဲ့ဒုက္ခသစ္စာတွေလွတ်မြောက်ရာနိဗ္ဗာန်ကိုသာတောင်းတော့တယ်ဒီလိုဖြစ်အောင်လို့ဥစ္စာပထမဒုက္ခသစ္စာသိအောင်လို့ပြီးမှလှူပါလို့ငါညွှန်ကြားတာအဲ့ဒီခါမှာပဲဥပ္ပဒေတော့ဩဆရာတော်ဟာသစ္စာသိပြီးမှလှူတာဆိုတာဒါမျိုးလို့တော့ပေါ့ပါလေ အမှန်မှာဝတ်ကိုမတောင်းတမီအောင်ရှေးဆရာတော်ကြီးတွေဖြူပြင်ပေးသလိုဒါနဖြစ်အောင်ညွှန်ကြားပေးတော်မူခြင်းမှာအသက်အစမ်းထွင်တာတော့မဟုတ်ပါဘူးဒါပေမဲ့ဘသူမှတော့ဒီလိုမျိုးတစ်ခါမှတော့ကြုံမှုမှာမဟုတ်ပါဘူးဦးကျော်သိန်းတို့ဇနီးမောင်နှံဟာနောက်ဆုံးမှာတော့လက်တွေ့မျက်မှောက်တရားတော်ကိုသိရှိသွားပါတော့တယ်